ရန်ပြည်နယ်တောင်ကြီးမြို့၌မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကိုစက်တင်ဘာလ25ရက်နေ့နဲ့9နာရီခွဲကရန်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးရုံးစီဝေခမ်းမ၌ကျင်းပခဲ့ပါတယ်။အခမ်းအနားတွင်ရန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကယနေ့ကျင်းပသည့်ဟောပြောပွဲသည်မူပိုင်ခွင့်ဆိုင်ရာအသိပညာဘူတုဒ္ဒများပြန့်ပွားစေရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများမူပိုင်ခွင့်ဆိုင်ရာအသိပညာတိုးပွားစေရန်အတွက်ရန်ပြည်နယ်အစိုးရအဖွဲ့မှမူပိုင်ခွင့်ဦးစီးဌာနတာဝန်ရှိသူများဖိတ်ကြား၍စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းနိုင်ငံတော်တွင်စံသစ်ဒေထွင်ဖန်တီးမှုများနှင့်ရှင်ပြိုင်မှုမြင့်မားသည့်စီးပွားရေးလုပ်ငန်းများပုံမှုဖွံ့ဖြိုးတိုးတက်လာစေရန်နိုင်ငံတော်၏တန်ဖိုးမြင့်ထုတ်ကုန်များကိုနိုင်ငံတကာဈေးကွက်များသို့ရောက်ရှိစေရန်ကုန်သွယ်မှုပုံမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေအမှုပညာဖန်တီးမှုများအဆင့်တန်းမြင့်မားလာစေရန်အတွက်မူပိုင်ခွင့်စနစ်ကို အားပေးမြင့်တင်ပြီးကျင့်သုံးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပြန့်ပွားရေးဟောပြောပွဲကိုရှမ်းပြည်နယ်တွင်နေထိုင်ကြသည့်တိုင်းရင်းသားညီကိုမောင်နှမများဌာနဆိုင်ရာအသီးသီးမှ တာဝန်ထမ်းဆောင်နေသည့်ဝင်နှင်းများကိုမူပိုင်ခွင့်ဆိုင်ရာအသိပညာပြန့်ပွားနိုင်ရေးအတွက်စီးပွားရေးနှင့်ကုသရန်ဝယ်ရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနမှပြောကြားပို့ချသွားမှာဖြစ်သည့်အတွက် အသိပညာဘေးဟောပြောပွဲဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာလေးလာမှတ်သားထားကြရန်လိုအပ်ပါကြောင်းရရှိလာသည့်အသိပညာဘုဒ္ဓတများကိုမိမိရဲ့အတွက်မိမိအဖွဲ့အစည်းအတွက်အကျိုးရှိရှိပြန်လည်သုံးချမည်ဖြစ်ပြီးမိမိပတ်ဝန်းကျင်တွင်ထပ်ဆင့်ပြန်လည်မျှဝေသွားကြရန်ပြောကြားခဲ့ပါသည်ထို့နောက်စီးပွားရေးနှင့်ကုသရန်ဝယ်ရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူးဒေါက်တာနွေဤဝင်းကမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြပြီးပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဟောပြောပွဲအခမ်းအနားသို့တက်ရောက်လာကြသူများရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါသည်အဆိုပါဟောပြောပွဲတွင်မူပိုင်ခွင့်ဦးစီးဌာနရုံးချုပ်မှညွှန်ကြားရေးမှူးဒေါက်တာနွေဤဝင်းကမူပိုင်ခွင့်ဆိုင်ရာအသိကောင်းစရာများကိုအသိပညာပေးဟောပြောပြီးဟောပြောပွဲတက်ရောက်လာသူများက သိရှိလိုသည့်များကိုမေးမြန်းကြရာမူပိုင်ခွင့်ဦးစည်းဌာနရုံးချုပ်မှညွှန်ကြားရေးမှူးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပြီးအသိပညာပေးဟောပြောပွဲသို့တောင်ကြီးမြို့ရှိတိုင်းရင်းသားစာပေရင်ကျေးမှုအဖွဲ့၉ဖွဲ့မှတဖွဲ့လျင်၈ဦးစီတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်ထိုမှတစဉ်ပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်စီမင်းသားယာရေးဌာနမှတောင်ကြီးမြို့ကနိုင်ကန်သားယာသွားသည့်လမ်းအစစ်မြင့်တင်ဆောင်ရွက်နေမှု ပလက်ဖောင်းနှင့်ရေနှုတ်မြောင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးရာစီမင်းသားရေးဌာနမှတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကရေနှုတ်မြောင်းအဖုံးများကိုထည့်သွင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့်စက်သွယ်ရေးကြိုးလိုင်းများကိုတက်ဆိုင်ရာများနှင့်ပေါင်းစပ်၍စနစ်တကျရှင်းလင်းခြင်းတွေ့တန်းခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်းရေနှုတ်မြောင်းနှင့်မလွတ်သည့်ဓာတ်မီးတိုင်များကိုနေရာပြောင်းရွှေ့ စိုက်တူဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလမ်းများရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်စေရန်အတွက်တတ်မှတ်စံချိန်စံညွန်းအရေးသွေးပြည့်မီအောင်ဆောင်ရွက်ရန်တာဝန်ရှိသူများဖြည့်ဆွဲမှာကြားခဲ့ပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ယုံကြည်လန်းကြားကောင်းလန်းနှင့်တပြေလန်းကြားနိုင်လုံကတ်တရားထပ်ပိုးလွာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြပြီး ပြည်내ဝင်ကြီးချုပ်ကလမ်းအားရေရှည်တည်တံ့ပြီးကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက်တတ်မှတ်စံချိန်စံညွန်းနှင့်အညီအရေးသွေးပြည့်မီစွာဆောင်ရွက်ကြရန်နှင့်လမ်းပေါ်တွင်ရေတင်ကြံမှုမရှိစေရေရေများရေနှုတ်များတွင်စီးဝင်နိုင်ရေးစနစ်တကျဆောင်ရွက်ပေးရန်ပြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ